အချက်အမြင်နဲ့ပတ်သက်ပြီးတော့မှ content writing content creation စလုပ်ချင်တဲ့သူတွေအတွက် format တစ်ခုဒီမှာရှင်းပြပေးမယ်။ Facebook post အတွက်ပဲဖြစ်ဖြစ် YouTube TikTok လိုမျိုး social media platform တွေမှာအကြောင်းအရာတစ်ခုခုကိုပြောပြရှင်းပြတဲ့ video ရိုက်ချင်လို့ပဲဖြစ်ဖြစ်ဒီလိုမျိုး social media မှာ engagement ကောင်းကောင်းရရှိဖို့အတွက် format လေးတစ်ခုကိုပြောပြအောင်မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ hook ပဲဖြစ်ပါတယ်။ဒီ hook ဆိုတာကတော့ကျွန်တော်တို့ရဲ့ post to move video ကိုပထမဆုံးမြင်ရကြားရမယ့်စာကြောင်းပဲဖြစ်ပါတယ်။ ဒီစာကြောင်းကတော့လူသူရှင်းဖြစ်ပြီးတော့မှကိုရွေးထားတဲ့စာဆိုရင်ဒီအစပိုင်းကလေးကိုဖတ်လိုက်တာနဲ့တပုတ်လုံးကိုဆက်ဖတ်ချင်သိဖြစ်အောင်ဗီဒီယိုဆိုရင်လည်းဒီပထမဆုံးစာကြောင်းကိုကြားလိုက်တာနဲ့တပုတ်လုံးကိုစိတ်ပါဝင်စားပြီးတော့မှအဆုံးထိဆက်ကြည့်ချင်သိဖြစ်အောင်ဆွဆောင်ရတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့တေချာလေးစဉ်းစားပြီးတော့မှဖန်တီးရမယ့်အရာပဲဖြစ်ပါတယ်ခုကလိုမျိုးအဖွင့်စာကြောင်းကိုတေချာလေးစဉ်းစားပြီးတော့မှဖန်တီးဖို့လိုအပ်တယ်ခုမကောင်းရင်ကြိရှိသူတွေအနေနဲ့ကြော်သွားမှဖြစ်တဲ့အတွက်ကြောင့်မလို့အထန်ရှင်းရတယ်မယ့်အရာမျိုးဖြစ်ဖို့လိုအပ်ပါတယ်ဒုတိယတစ်ခုကတော့ body intro ပဲဖြစ်ပါတယ်ကျွန်တော်ခုနကအခုကို ျွန်တော်လူသူချင်းပြောရတဲ့အခါမှာနောက်တကြောင်အနေနဲ့ကျွန်တော်တို့ဒီအကြောင်းအရာတစ်ခုလုံးကဘာကိုပြောမလဲဆိုတဲ့ဟာကိုအစချီွားမျိုးပဲဖြစ်ပါတယ်။ကိုပြောရမယ့်အကြောင်းအရာပုံမူတည်ပြီးတော့မှဥပမာကိုကအင်ချက်မြင့်အငားနဲ့ပတ်သက်ပြီးတော့မှပြောပြမယ်ဆိုရင်အကြောင်းအရာတစ်ခုလုံးကိုမရှင်းပြခင်မှာကျွန်တော်ကျမအနေနဲ့အင်ချက်မြင့်အငားနဲ့ပတ်သက်ပြီးတော့မှတိကောင်းစရာတွေစိတ်ဝင်စားစရာတွေဘုဒ္ဓရာရစရာတွေကိုရှင်းပြပြောပြအောင်မှဖြစ်ပါတယ်ဆိုပြီးတော့မှကျွန်တော်တို့အစပိုင်းမှာအစချီတာကို body intro လို့ခေါ်ပါတယ်။ တတိယတစ်ခုအနေနဲ့ကတော့ talking point ပဲဖြစ်ပါတယ်ဒီဟာကတော့ကျွန်တော်ရေးပြပြောပြခြင်းနဲ့အကြောင်းအရာတွေကိုအသေးစိတ်အကုန်စင်ရေးပြပြောပြထားတဲ့အပိုင်းပဲဖြစ်ပါတယ်စိုက်စာကောအနေနဲ့ပြောရမယ်ဆိုရင်စာကူပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ CTA လို့ခေါ်တဲ့ call to action ပဲဖြစ်ပါတယ်ဒီဟာကတော့အပိတ်စာရောင်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နောက်တင်မဲ့ post တွေ video တွေကိုကြည့်ရှုတွေဟိုနောက်ထပ်ကြည့်ရှုအောင် ွဲခေါ်တာမျိုးတွေကျွန်တော်တို့ဝေဖန်ထောက်ပြပေးဖို့ဖိတ်ခေါ်တာမျိုးတွေကျွန်တော်လုပ်လို့ရပါတယ်ဥပမာအနေနဲ့ TRM စနစ်နဲ့ပတ်သက်ပြီးတော့မှထပ်မသိချင်တဲ့အကြောင်းအရာတွေကို comment မှာရေးသားပြီးတော့ message ပြုနိုင်ပါတယ်နောက်ထပ်နည်းပညာနဲ့ပတ်သက်တဲ့အင်ချိန်မြေအကြောင်းအရာတွေကိုလေ့လာနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ series ရဲ့ state ကို follow လုပ်ထားလိုက်ပါလို့မဟုတ်ကျွန်တော်တို့ post တွေ page တွေ channel တွေ video တွေကို like and follow လုပ်ပေးဖို့လည်းနှိုးဆော်လို့ရပါတယ်အခုပြောပြသွားတာကတော့ content creation တစ်ခုလုပ်မယ်ဆိုရင်တည်ထားတဲ့ format လေးတစ်ခုပဲဖြစ်ပါတယ်ကိုယ့်ရဲ့ဖန်တီးမှုပုံမူတည်တော့မှစံတည်တဲ့ format တွေကိုလည်းအသုံးပြုနိုင်ပါတယ် နောက်ဗီဒီယိုတွေမှာလည်း content creation နဲ့ပတ်သက်ပြီးတော့မှတည်ကောင်းစရာတွေကိုကျွန်တော်ကနေပြီးတော့မှ sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Zian Real Estate ကို follow လုပ်ခဲ့ပါဗျ။